တော်လည်းရှုံးခဲ့တယ်အဲအဲ့ဒီတော့တော့ကျွန်တော်ပညာရအောင်အလုံးမင်္ဂလာပါမင်္ဂလာပါဗျာကျွန်တော်တို့ဒီအဖွဲ့ကအခုအခင်းဝိုင်းပတ်မဲ့အဖွဲ့နော်အခင်းဝိုင်းပတ်မဲ့အဖွဲ့ကျွန်တော်တို့နဲ့အဖွဲ့ပေါ့နော်မနေ့ကတော့ revision နော်တွေးတာဖြစ်တာတွေလည်းပြီးသွားပြီနော်အဲ့တော့အခုကကျွန်တော်တို့ဒါအခင်းဝိုင်းပတ်မဲ့ပေါ့နော်အခင်းဝိုင်းပတ်မဲ့ကတော့အခုကျွန်တော်တို့သင်တန်းမှာသင်တဲ့ theory ဝက်ဖြတ်သွေးရောင်းပေါ့နော်ဝက်ဖြတ်သွေးရောင်းကိုယ်ကသင်တန်းပြီးလို့စပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တယ်လို့10ဘိုင်းနဲ့10ဘိုင်းနဲ့စပြီးတော့မှမလုပ်စီချင် ဘယ်လိုမျိုးလေးစတင်လဲဆိုတော့၅သိန်းအောက်လေးစတင်၅သိန်းအောက်လေးတော့မှ၅တောင်းတစ်သိန်း၂သိန်းဆိုတော့အဲ့လိုမျိုးကြောက်လေးတွေနဲ့စတင်တယ်အဲ့တော့အဲ့လိုမျိုးကြောက်လေးရလဲပဲ၅သိန်းအောက်ကြောက်လေးရလဲပဲကန်ကောင်းသွားရင်ဝင်တဲ့သွားတယ်လို့ပြောမယ်တော့နော်သိန်း၁၀ခန်းဖြစ်သွားတာတွေလည်းအများကြီးရှိတယ်နော်တလောလေးရပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ကပေါ့နော်ကျွန်တော်တို့ခီးမသွားခင်လောက်ကတင်တန်းသူအဖွဲ့၂သိန်းနဲ့၁၈သိန်းလောက်ရတယ်မလားပြောချင်တာကတေးသေးလေးလေးနဲ့လည်းအလုပ်ဖြစ်တယ်တချို့တွေကြတော့ဆရာကြီးလောက်တယ်လို့ဆယ်ပိုင်းနဲ့ညပိုင်းနဲ့လုံမှ ရမယ်လို့ထင်နေလို့လေမဟုတ်ဘူးအဲ့တော့ခုန9000တသိန်း2သိန်းချစီရပြ9သိန်းအောက်9သိန်းအောက်ကြောက်လေးတွေစပြီးတော့မှလောက်ပါအဲ့တော့9သိန်းအောက်ကြောက်လေးတွေဥပမာကျွန်တော်တို့ကတသိန်းကို2သိန်းနဲ့လောက်တယ်ပေါ့ဗျာပထမအဦးဆုံးတကွင်ရှုံးနိုင်ကြီးကပုံများတယ်ဒုတိယတကွင်ရှုံးနိုင်ကြီးကပုံများတယ်ကိုကချိန်ရမှာလို့ကျွန်တော်ပြောချင်တာ10ချိန်တော့ဥပမာ2သိန်းနဲ့ဆို10ချိန်ဆိုရင်30ရှုံးမယ်အချိန်20ဆိုရင်ဘယ်လောက်လဲ တင်း40ရှုံးမယ်ကြိုပြီးတော့မှကိုကတွက်ထားဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်တို့လည်းပုံမှန်လင်းပြောနေတာဒါအရှုံးတွေကိုပဲပထမဆုံးကျွန်တော်တို့ပြောနေတယ်ဆိုတာအကျိန်20ရတော့ထားပါတော့နှစ်သိန်းနဲ့အကျိန်20ရတော့မရှုံးနိုင်ဘူးအဲ့ဒီအတော်အတွက်မှကျွန်တော်တို့ပညာကိုရအောင်ယူရမှာဒါလေးကိုပြောချင်တာကျွန်တော်တို့လည်းရှုံးခဲ့တယ်အဲ့အဲ့ဒီအတော်အတွက်မှကျွန်တော်တို့ပညာရအောင်ယူအရှုံးနဲ့စရတာပဲအဲ့အမျက်နဲ့စရတာနဲ့အရှုံးနဲ့စရတာဘယ်ကောင်းလဲဆိုတော့တကယ်ပုံမှန်လင်းပြောရရင်တော့အရှုံးနဲ့စရတာတော့ဘူးကောင်းသေးတယ် တချို့အမျက်နဲ့စလိုက်တာဗျာဥပမာနှစ်သိန်းနဲ့လိုလိုက်တာသင်တန်းရှင်းလို့နှစ်သိန်းနဲ့လိုလိုက်တာသိန်း20ရတယ်ဗျာကြောက်ကအဲ့လောက်မခက်ပါဘူးဟုတ်လားဆရာကြီးတွားပြီးတော့မတိုင်မနေတော့ဆွေးနွေးပြီးတော့ငါငါလုပ်လို့ရတယ်စိတ်ကြီးဝင်သွားမှလည်းစိတ်ကြီးဝင်သွားတဲ့သူရှိရင်အဲ့ဒါနဲ့ထပ်ပြီးတော့မဖြတ်တယ်ဖြတ်တယ်ဖြတ်တယ်ရှုံးရောရှိသမျှပတ်စံကုန်ရောအဲ့ခါကျမှအာကြောက်လောက်ကရဲ့ဂျင်းနေပါကွာဟာဒုက္ခနော်အဲ့လိုတွေဖြစ်တာဆိုတော့ဒါတော့ အစပိုင်းလေးမှာအရှုံးလေးနဲ့စတာမှန်တယ်လို့တော့မပြောရဘူးကျွန်တော်လည်းအရှုံးနဲ့စခဲ့တာအရှုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတေးသေးလေးပဲဖြစ်ရ All beginning things are small တေးသေးလေးကစအဲအရာမှာတဖြည်းဖြည်းနဲ့နောက်ပိုင်းကျလို့ရှိရင်မြတ်တဲ့အချိန်ရင်းနဲ့ရှုံးတဲ့အချိန်ရင်းနဲ့ဆိုရင်မြတ်တဲ့အချိန်ရင်းများလာမှာဟုတ်တယ်မလားမြတ်တဲ့အချိန်ရင်းများလာမှာဆယ်ချိန်မှာခုနှစ်ချိန်လောက်ကမြတ်လာမယ်သုံးချိန်လောက်ကတော့ပေါက်ကတိကရှုံအောင်ရှုံမယ် ောကဒီကပဲရှုံးမှာပလုံးဆိုပြီးတော့မှတရားမပြန်မရတဲ့အရှုံးမျိုးကျွန်တော်တို့မရှိဘူးအဲ့တော့ဘယ်ရစမလဲရှုံးနေစမ်းရှုံးနေစမ်းနည်းနည်းလေးရစမယ်လို့ပြောပါ